ါရှင်အမျိုးသမီးတို့အတန်ဒီကြောင်းရှုစားကြရမှာပါဒီအစီအစဉ်ကတော့နိုင်ငံအရရကအမျိုးသမီးတွေရဲ့မတူညီတဲ့အနာဂတ်ရည်မှန်းချက်တွေမျှော်လင့်ချက်တွေခက်ခဲကြမ်းတမ်းတဲ့ဘဝတွေကိုသူတို့ဘလို့ဖြတ်သန်းခဲ့ကြလဲလက်ရှိမှာတော့ဘာတွေရင်ဆိုင်နေကြရလဲဆိုတဲ့အကြောင်းအရာတွေကိုစုစည်းတင်ဆက်ပေးသွားမှာပါအရင်ဆုံးပြပြပေးမှာကလက်တလောဖြစ်ပွားနေတဲ့မျိုးသမီးတွေနဲ့ပတ်သက်တဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါ ဒီသတင်းတွေကတော့မက်စလာတရက်နေ့ကနေမက်စလာ၁၄ရက်နေ့တွင်ဖြစ်ပေါ်ခဲ့တဲ့သတင်းတွေဖြစ်ပါတယ်။သတင်းပြည့်စုံကတော့ DBP ဘာမီဝက်ဘ်ဆိုက်မှာတွားရောက်ဖတ်ရှုနိုင်ပါတယ်။ပထမအဆုံးအနေနဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်တာကြောင့်ဆေးမှု၂ယောက်ကြာဆုံးခဲ့ရတဲ့သတင်းကိုပြောပြပေးမှာပါ။ ပဲခူးတိုင်းတောင်ငူခရိုင် ထန်းသမီးမြို့နယ်ထဲမှာစစ်ကောင်စီတပ်ကလေကြောင်းကနေမီးလောင်ဖုံးနဲ့တိုက်ခိုက်တာကြောင့်ဆေးမှုနှစ်ယောက်ထိမှန်ကြဆုံးခဲ့ရတယ်လို့ Free Bomber Ranger အဖွဲ့က match လ17ရက်နေ့မှာထုတ်ပြန်ပါတယ်။ match လ17ရက်နေ့ကထန်းသမီးမြို့နယ်ရှိကျေးရွာတွေမှာဆေးကုသပေးနေတော့စစ်ကောင်စီတပ်ကလေကြောင်းကနေတိုက်ခိုက်လာတာဖြစ်ပြီးဆေးမှုတစ်ယောက်ကတော့နေရာမှာပဲကြဆုံးခဲ့ရပေမဲ့အသက်25နှစ်ရွယ်ဆေးမှု North Sea Mufor ကမီးလောင်ဒဏ်ရာတွေရခဲ့တာပါ။ အဲဒီနောက်မတ်လ10ရက်နေ့မှာခန္ဓာကိုယ်နဲ့မီးလောင်ဒဏ်ရာတွေကြောင့်ကြဆုံးကွယ်လွန်ခဲ့တယ်လို့အဖွဲ့ကထုတ်ပြန်လာပါတယ်။နောက်ထပ်ဆေးမှုတစ်ယောက်လည်းဒဏ်ရာပြင်းထန်ရထားသေးတယ်လို့ဆိုပါတယ်။ထန်းသမင်ဒေတာခန်နော်ဆေးမှုဖို့ဟာ Jungle School of Medicine ကော်ဒူလေတင်နန်းကို2023ခုနှစ်မှာတက်ရောက်ခဲ့ပြီးဟူမူတက်ဆေးကမ်းမှာဆေးမှုဖြစ်လာခဲ့တယ်လို့ဆိုပါတယ်။နူညံ့တိမ်မွေပြီးကျင်နာတတ်တဲ့ ချောမောလှပသလိုလူနာတွေကိုတတ်တာရအောင် ထူးထူးခြားခြားကူတာနိုင်တဲ့ Norse Move ကြဆုံသွားတာဟာမိသားစုဝင်တယောက်ကွယ်လွန်သွားသလိုပါပဲလို့ Free Burma Ranger အဖွဲ့ကထုတ်ပြန်ပြောဆိုထားပါတယ်နောက်ထပ်သတင်းအနေနဲ့ထဲကျုပ်လုပ်ငန်းငွေတွေကအမျိုးသမီးအလုပ်သမားတို့ရဲ့ယာတီသွေးတရားမျှတမှုဆိုင်ရာတောင်းဆိုချက်6ချက်ကို Sister to Sister အမျိုးသမီးအဖွဲ့ကထောက်ခံကြောင်းထောက်ပြန်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ မတ်လ၈ရက်နေ့မှာကြာရောက်တဲ့ပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာအထည်ချုပ်လုပ်ငန်းခွင်တွေကအမျိုးသမီးလူ့သမားတူရဲ့အမျိုးသမီးများနေ့ကမ်ပိန်းတစ်ခုဖြစ်တဲ့ရာသီသွေးတရားမျှတမှုဆိုင်ရာ တောင်းဆိုချက်၆ချက်ကိုထောက်ခံပြီးအတူတကွရပ်တည်နေတယ်လို့ Sister to Sister အမျိုးသမီးဖွဲ့ကထုတ်ပြန်လိုက်ပါတယ်။ Sister to Sister အနေနဲ့မြန်မာပြည်လူ့သမားအမျိုးသမီးတွေရဲ့တမိုင်းကြောင်းဖြတ်သန်းမှုရဲရင့်မှုနဲ့ဥစားမှုတွေကိုဂုံပြုဖော်ပြခြင်းတယ်လို့ဆိုပါတယ်။ အမျိုးသမီးလုံသမားတူရဲ့တောင်းဆိုချက်တွေကတော့အစမတန်မြင့်တက်လာတဲ့အမျိုးသမီးလားစင်သုံးပစ္စည်းစင်းတော့ဟာအလုံသမားအမျိုးသမီးတွေတက်အခက်ခဲတစ်ခုလို့ဖြစ်လာတဲ့အတွက်လုပ်ငန်းခွင်မှာဓမ္မတာလာစင်အသုံးပြုရတဲ့အမျိုးသမီးလားစင်သုံးပစ္စည်းတွေကိုအခမဲ့ထားရှိပေးဖို့ဒါမှမဟုတ်လားစင်သုံးပစ္စည်းစရိတ်ကိုဘောနပ်အနေနဲ့လစာထပ်ဆောင်တွက်ချက်ပေးဖို့ပါဝင်ပါတယ်ဒါအပြင်မျိုးသမီးအလုံသမားတွေကိုဓမ္မတာလာစင်ကာလတွေမှာ လစာအပြည့်နဲ့ခွင့်ရက်ပေးဖို့ကိုဝင်ဆောင်စဉ်နဲ့ဓမ္မတာလာစဉ်ကာလတွေမှာအလုံးဝင်ရှော့ပော့ပေးဖို့လုပ်ငန်းဝင်တွေမျိုးသမီးလုပ်သမားတွေကိုလိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့တရေတာတားဆက်ချဖို့လိုအပ်တာတွေအတွက်အပိုလစာထပ်ဆောင်ပေးဖို့အိမ်သားတွေတောက်ရီလက်ဆေးစပြနဲ့လားစင်သုံးစုပြပစ္စည်းအမိုက်ပုံတွေကိုတန်ရှင်းမှုရှိစေရေလှူဆောင်ပေးဖို့ဆိုတဲ့အချက်6ချက်ကိုတောင်းဆိုထားပါတယ် မြန်မာနိုင်ငံအထွေထွေလုံတမာတမကများအဖွဲ့ချုပ် FGWM ရဲ့ Masla ရှေ့ရနေမှာကြာရောက်တဲ့ BB ဆိုင်ရာမျိုးသမီးများနေ့ကိုကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့မျိုးသမီးအလုံတမာတူရဲ့တောင်းဆိုချက်6ချက်ကို online campaign ပြုလုပ်ကတောင်းဆိုခဲ့ကြပါသေးတယ်။မြန်မာနိုင်ငံမှာစစ်မှုထမ်းဥပဒေကို2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာအသက်သွင်းခဲ့တာဖြစ်ပြီးအခုနှစ်2025ခုနှစ်ဖေဖော်ဝါရီလမှာတနှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ စစ်ကောင်စီကပြည်သူစစ်မှုထမ်းဥပဒေထုတ်ပြန်လိုက်ပြီးနောက်ပိုင်းမှာအမျိုးသားတွေသာမကအမျိုးသမီးငယ်တွေပါစစ်မှုထမ်းမှုစင်းကောက်ယူမှုတွေရှိလာပါတယ်။ဒီတစ်ပတ်အမျိုးသမီးစီစဉ်မှာတော့စစ်မှုထမ်းဥပဒေကြောင့်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကိုရောက်ရှိလာခဲ့တဲ့အမျိုးသမီးတွေရဲ့စကားသံတချို့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပြန်စင်းစားကြည့်ရပါတော့ဥပမာနေမလားဒီဥပမာနေမလားဒါမှမဟုတ်ကိုယ်တိုင်းတိုက်ဖို့လူရဲ့အခြေအနေဖြစ်လာဘူးလို့ထင်လို့ကြောင့်မလို့ဒီပချမ်းမဲ့ဝင်မဲ့လို့ဆုံးပြလိုက်တယ်ဆုံးပြပြန်နောက်ပိုင်းမှာပဲဝင်လာဖြစ်တာပေါ့အဲ့လို တွေးရောက်ရောက်လာတယ်ကောနော်အော်ငါလုံမရတော့မယ်လုံမယ်ဆိုတော့ဆုံးဖြတ်ချက်ရောက်ရောက်လာတာဖြစ်ပါတယ်စိတ်မှုတန်းနဲ့ဝင်ဝင်မွင်မွင်လဲသူကအတင်းခေါ်มาပဲလीနော်အဲ့ဒါကြောင့်မို့ဒီဘက်ကိုရောက်လာတာဖြစ်ပါတယ်ဒီဘက်ချက်မှာကတော့အိမ်နဲ့အများကြီးကွာတယ်ကောနော်အစားအသောက်ပိုင်းတွေရောသွားလာရေးအပိုင်းကြီးခါကြရင်လမ်းတစ်ခုခုသွားမလို့လမ်းကြီးအရန်ဝေးတယ်နောက်လမ်းရန်ချမ်းတယ်ဒါမျိုးတွေခံစားရတယ်နောက်စီးစရာကြီးမရှိတယ်မလမ်းလျှောက်သွားတဲ့အချိန်ရောလည်းရှိတယ်အဲ့လိုမျိုးကို ိုးရွာသည်ဆိုလို့ရှိရင်လည်းဒီမှာစောက်အောင်နေမိုးမလုံတဲ့ပြဿနာတွေဒီရေရမ်းများတဲ့ပြဿနာတွေဒါတွေဖြစ်ရှင်းရတဲ့အချိန်ကြီးတော့ရှိရပါအဲအခက်ခဲဆိုတာကတော့အနည်းငယ်များရှိကြတာပဲလीเนาะဒါပေမဲ့ဒီအခက်ခဲအခက်ခဲသေးမွားလေးတွေအားစာမကျော်ဖြတ်နိုင်ဘူးဆိုလို့ရှိရင်အခက်ခဲကြီးတွေကိုကိုယ်ဘယ်လိုကျော်ဖြတ်မလဲပေါ့အဲ့လိုမျိုးတွေးပြီးတော့ကိုယ့်အကိုဒီဒီစိတ်အားထက်သန်နေတဲ့အတွက်ကြောင့်ဒီအခက်ခဲတွေကလွယ်လွယ်ကူကူနဲ့ပဲဖြေရှင်းနိုင်နေပေါ့နော် ကျွန်တော်အနေနဲ့ဒီဥစ္စာကတော့ဘယ်လိုပြောရမလဲ음ကျွန်တော်ဆိုရင်တော့မကြိုက်ဘူးပေါ့ဗျာတင်လားဒါကျွန်တော်ရဲ့ဒီလူငယ်ဘဝတွေမှာကို trust မရှိတော့ဘူးဒါကျွန်တော်တို့နောက်တစ်ခုပြိနေမှုတစ်ခုထွက်လွက်လဲတူခံစားရတယ်ပေါ့အဲ့ဒါကျတော့မကြိုက်ဘူးမှန်တယ်ပြောရင်ဒီဥပဒေတစ်ခုကဒါကျွန်တော်ရဲ့အနာဂတ်တစ်ခုကိုဖျက်ဆီးတဲ့တူခံစားရတယ်တို့ကြောင့်မလို့ကျွန်တော်တို့မကြိုက်ဘူးမကြိုက်ဘူးပေါ့နော်မဖြစ်သင့်ဘူးပေါ့နော်ဒါအတင်းခေါ်ယူနေရပေါ့နော်ခေါ်ယူနေတဲ့အပေါ်မှာတော့ လုံးဝသဘောမကျဘူးပေါ့နော်ကိုမကြိုက်တဲ့အရာတခုပေါ့နော်ဒီလိုမြင်ပြီးတော့ဒါမတရားလုပ်ရက်ပေါ့နော်မတရားလုပ်ရက်ကြီးပေါ့နော်ဒီမတရားလုပ်ရက်ကြီးပေါ်မှာကိုကိုတန်းရလဲပေါ့နော်ဒီအောက်မှာခံနေကြအကြောင်းမရှိဘူးပေါ့ ခြေပြင်းမှာအချိန်ကြီးပေါ့နော်အချိန်ကြီးမှာအကောင်းဆုံးချက်တီပါကိုယ့်ကိုယ်လည်းအနေကင်းအောင်နေပါလို့ဒီလိုအကောင်းဆုံးရက်တီရဲကိုယ့်ကိုယ်အကောင်းဆုံးရက်တီနေမှာကြိုးစားလို့အဆင်မပြေဘူးဒီဘက်ကိုလာရှင်နေဆိုလို့ရှိရင်လည်းကျိုးမှာဖွဲ့စည်းမှာ page ရှိပါရဲ့လို့ဆက်သွယ်ပြီးတော့လာမယ်ဆိုကျိုးဘက်ကအကုန်လုံးကိုလက်ခံကျိုးစုံနေပါရဲ့ပေါ့နော်အမြဲကျိုးစုံနေပါရဲ့ဝက်ခံမြဲလောက်ပါရဲ့လို့ဟိုတခြားလူငယ်တွေကိုကြတော့ပေါ့နော်ဟိုဘယ်လိုပြောမလဲအเจ้าမျိုးမျိုးကြောင့်ရောက်မလာနိုင်ခဲ့ဒီဟိုနိုင်ခဲ့တာကြောင့်အခုじゃမှနောက်ကြရဲဆိုတာမျိုးမရှိဘူးပေါ့နော် ရောက်လာစီရှင်တယ်ပေါ့နော်ကျွန်တော်တို့ကတော့ဒါလေးပြီးလို့ရှင်ကွန်ပျူတာဆိုရင်ကိုပြန်ပြီးတော့စီဝိုင်းလေးတစ်ခုခုလုပ်တယ်မလားလုပ်လေးတစ်ခုခုလုပ်ပြီးအေဂျင့်မနေချင်တာပေါ့ဒီလိုပါရွေးရှင်းမှာဖြစ်နိုင်မယ်ဆိုလို့ရှင်တော့ဒီလိုမျိုးပဲဒီအိမ်မှာပဲစီဝိုင်းလေးတစ်ခုပြန်လုပ်စားလေးပါလေးပြန်တင်ပြီးတော့အခက်တစ်ခုကောင်းအောင်ပဲရွေးရှင်းမှာ ီတစ်ပတ်ရက်ကမ္ဘာလွန်ကမျိုးသမီးစီစဉ်မှာတော့တူနီရှားမျိုးသမီးတွေအတွက် စိတ်ခွန်အားဖြစ်စေခဲ့တဲ့အသက်38နှစ်ရွယ်တူနီရှားနိုင်ငံသူကြောင့်ကိုပြောပြပေးမှာပါပါလီမီလောက်ခေါ်တဲ့မတန်ဆွမ်းအိုလံပစ်ပြိုင်ပွဲရဲ့တလုံးပြချန်ပီယံအသက်38နှစ်ရွယ်တူနီရှားနိုင်ငံသူရီမာအန်ဒရီလီဟာ သူရဲ့ကိုယ်ခန္ဓာမတူကွဲပြားမှုကိုခွန်အားနဲ့ဂုဏ်ယူစရာကိစ္စတစ်ခုဖြစ်အသုံးချပြီးတူနီရှားအမျိုးသမီးတွေတက်စိတ်ဓာတ်ခွန်အားဖြစ်စေခဲ့ပါတယ်။ tak 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 رقم قياسي شخصي وذهبيه ချမဝင်ခဲ့တယ်။ tak 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 တန်လုံးပြဆိုင်ချင်တင်ခဲ့တယ်။တူနီရှားနိုင်ငံအတွက်ရွှေတစိမ့်ရခဲ့တယ်။ဝီမာမီနဲ့တူနီရှားအတွက်အလံလွတ်တင်နိုင်ခဲ့တယ်။ ဆင်းမြင့်ပေါ်မှာဒီလိုရက်ပြီးငိုခဲ့တယ်။ဒီလံကိုကျမတည်ဆောင်ခဲ့တယ်။ဝီမာမီနဲ့လံကိုလှင့်တင်ခဲ့တယ်။သူတို့ကကျမကိုလမ်းဖွင့်မပေးခဲ့ပေမဲ့ဒီလံကိုတည်ဆောင်ခဲ့သူကကျမပဲဖြစ်တယ်။သူ့ဘဝမှာဘိုးကြအနိုင်ကျင့်တာတွေနဲ့အမြဲမပြတ်ကြုံတွေ့ခဲ့ရပေမဲ့အန်တီလီကအားကစားမှထူးချွန်ခဲ့ပါတယ်။အရင်ကတော်တော်ဆူဆူပိုကြတာမျိုးနဲ့ကြုံခဲ့ရတယ်။ တခါတော့ကအမျိုးသမီးတူကသူ့မြေးလေးကို ခေါ်လာပြီးလူပုတွေနဲ့စကားမပြောနဲ့သတိထားနော်လူပုတွေက ခလေးတွေကို စားတယ်လို့ပြောခဲ့တယ်လို့သူကဆိုပါတယ် وقت اللي يقولوا لي ما تنجمش تعمل وما تنجمش تعمل لك သူတို့ကကျမဘာမှမလုပ်နိုင်ဘူးလို့ပြောတယ်ဒါမဲ့နောက်ဆုံးမှာကျမအားလုံးကိုလုပ်နိုင်တယ်ဆိုတာကိုတွေ့ရှိခဲ့ရပြီးသူတို့အားလုံးထက်တောင်ပိုကောင်းအောင်လုပ်နိုင်ခဲ့တယ်ကျမကိုပိုင်နီလနဲ့ပဲနောက်ဆုံးမှာသူတို့ထက်ကျမထူးခြားသွားမယ်မတူ क्वे ပြပြီးထူးခြားတာပေါ့ ောက်ပိုင်းမှာနှောက်ယှက်မှုတွေက သူ့မိသားစုကိုပါပြစ်မှတ်ထားလာပြီး သူ့ရဲ့လက်ထပ်ခွင့်နဲ့ကလေးမွေးခွင့်ကိုပါတန်တရားဝင်လာကြပါတယ်။ Euh, dit Sabia et non monsieur qui arrasna barcha rafdin le zawaj mtaana barogham ma fhimtch ana shnou dakhlhom. ပထမဆုံးကကျမနဲ့ကျမမျိုးသားလက်ထပ်တဲ့ချိန်မှာစခဲ့တာပါ။ကျမတို့လက်ထပ်တာကိုညင်းဖယ်သူတွေအများကြီးရှိခဲ့တယ်။ဒါမှမဟုတ်ဒါကသူတို့နဲ့ပါဆိုင်လို့လဲဆိုတာကျမနားမလည်ဘူး။ ကျမရဲ့ကံကြမ္မာကိုဆုံးဖြတ်ဖို့ဒါမှမဟုတ်ကျမလက်ထက်တင်လက်မထက်တင်ဆုံးဖြတ်ဖို့တင်ကဘာလုပ်လဲကျမကအမျိုးသမီးတိုင်းလိုအမျိုးသမီးတူပါလက်ထက်ခွင့်ကကျမရဲ့အခွင့်အရေးပါကျမတို့နှစ်ယောက်နဲ့စခဲ့တာပါမင်းတို့ဘလို့လက်ထက်နိုင်ပါလဲတဲ့ဒါပေမဲ့မြတ်တအောင်ပြောရရင်တို့ဘလောက်လာလဲမင်းတို့ချစ်စရာကောင်းတယ်ဆိုရဲအင်မတန်ကောင်းတဲ့စကားတွေလူတွေစီကအများကြီးချစ်ချင်းမြတ်တာလဲရခဲ့ပါတယ်ကျမကိုနားလဲပေးကြတယ်ဒါပေမဲ့ချုံမင်မှုတွေထဲမှာအမြဲတမ်းအစိတ်တစက်ပါခဲ့တယ် ဇဒိုင်းနောက်ဆက်မှုတွေကိုတုံ့ပြန်တဲ့အနေနဲ့အန်တီလီနဲ့သူ့ယောက်ျားယာစင်ဗင်ဆာလာတို့ကအနိုင်ကျင့်ပိုကြားမှုစန့်ကျင်ရေးလှုပ်ဆော်မှုတွေလူမှုကွန်ရက်ပေါ်မှာစတင်ခဲ့ပါတယ်။ဒီလှုပ်ဆော်မှုတွေကမတူကွဲပြားမှုတွေကိုလက်ခံအတိမတ်ပြုဖို့နဲ့မတန်ဆွမ်းသူတွေရဲ့အသံတွေကိုပုံမိုကျေလောင်စေဖို့ရည်ရွယ်ပါတယ်။ အချင်းချင်းကနေခွန်အားယူပြီးသူတို့ရဲ့သားလေးနဲ့အတူစိတ်ချမ်းသာနေကြတဲ့ဒီစုံတွေကဘယ်ရာကမှသူတို့ရဲ့ပျော်ရွှင်မှုချစ်မြတ်နိုးမှုနဲ့ဘဝကိုအဟံတားမဖြစ်စေနိုင်ဘူးလို့အလေးပေးပြောကြားကြပါတယ်။ إنه نحن رانا كيفنا كيفكم ကျမတို့ကရှင်းလို့လို့ပဲဒီနိုင်ငံဒီလူမျိုးတွေကနိုင်ငံသားတွေပါ။ကျမတို့မှာတူညီတဲ့အခွင့်အရေးတွေနဲ့တူညီတဲ့တာဝန်တွေရှိပါတယ်။ကျမတို့ကဒန်းတူညီမျှမှုကိုမမျှော်လင့်ပါဘူး။ဒါပေမဲ့တရားမျှတမှုကိုတော့မျှော်လင့်ပါတယ်။ MDLIA 2005လုံးကကာတာမှာကျင်းပခဲ့တဲ့ကမ္ဘာမတန်ဆွမ်းအားကစားချန်ပီယံရှစ်မှာကျေးဇူးစိတ်ဆုရခဲ့ပြီးနောက်ပိုင်းပြိုင်ပွဲတွေမှာငွေတစိမ့်နဲ့ရွှေတစိမ့်ဆုတွေရရှိစေခဲ့ပါတယ်။လက်ရှိမှာတော့ဟမ်မာမတ်မှာနေထိုင်ပြီးလေ့ကျင့်နေသလိုဒိုင်လူကြီးဖြစ်လဲတာဝန်ယူခဲ့ပြီးအပေါ်ဝင်ငွေရအောင်ပလဲအိတ်တွေလည်းလုပ်ရောင်းတယ်လို့သိရပါတယ်။ဒါရနာအဟလီရဘယ်နီအနီအနာမခတလဖာဆဟီဟ် ကျွန်မမိဘတွေကကျွန်မကိုမတူ क्वे ပြရဲဆိုတာသိရှိအောင်မွေးထားခဲ့တယ်။ဟုတ်ပါတယ်။ဒါပေမဲ့ကျွန်မမတော်ဆန်းသူတယောက်အနေနဲ့တော့မဟုတ်ဘူး။ဆိုလိုတာကကျွန်မအရာရာကိုကိုယ့်ဘာသာကိုလုံနိုင်တယ်။ကျွန်မကမတန်ဆွမ်းကတ်မပါပဲကြီးပြင်းလာခဲ့တယ်။ကျွန်မကပုံမှန်လူတယောက်လိုကြီးပြင်းလာခဲ့တယ်။ပုံမှန်ပုံဝင်ချင်မှာနေထိုင်ခဲ့တယ်။မတူ क्वे ပြမှုကိုအတိမတ်ပြပြီးလက်ခံပြီးတော့ကင်တွယ်ဖြစ်ရှင်းတတ်ခဲ့တယ်။ င်းဆက်ပေးခဲ့တဲ့နိုင်ငံအရေးအကမတူညီကြတဲ့မျိုးသမီးတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်တစ်ပတ်ဒီမှာလဲဆောင်မြော်အပေးကြပါအောင်ရှင်။ဒီစီစဉ်နဲ့ပတ်သက်ပြီးတော့ဝေဖန်အကြံပြုချက်တွေပေးခြင်းနဲ့ဆိုရင်တော့ Facebook page ဖြစ်တဲ့ DBB Women Voice ကနေတင်ဆက်ပေးနိုင်ပါတယ်။ကြီးစုအပေးခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။